ကျွန်တော်တို့ရောမဩဝါဒစာဆောင်ကိုအတူတကွလေ့လာကြတဲ့ဓမ္မပရိသတ်တဲ့တွဲဒီနေ့ဆက်လက်ပြီးတော့ကရောမဩဝါဒစာခန်းကြီးကိုအငယ်6ကနေ73ကြားထဲမှာဖော်ပြပေးထားတဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့ဝေငှပေးမှာဖြစ်ပါတယ်ဆိုတော့ဒီရောမဩဝါဒစာကိုသူတို့ကလေ့လာကြတော့ဓမ္မပရိသတ်အပေါင်းတို့ကိုမင်္ဂလာပါလို့ ခရစ်တော်ရဲ့နာမ၌ဥစွာနှုတ်ခွန်းဆက်ပါတယ်ဆိုတော့ကျွန်တော်တို့ရောမဩဝါဒစာဆောင်ကိုလေ့လာခဲ့ကြတာဟာအခုဆိုလို့ရှိရင်တော့ရောမခန်းကြီး9အငယ်9ထိတော့ပြီးသွားကြပြီဖြစ်ပါတယ်ဒီနေ့ကတော့ဆက်ပြီးတော့အငယ်6ကနေ73ကြားမှာဖော်ပြပေးထားတဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ဝင်ငှားပြီးမှဖြစ်ပါတယ်ဝင်ငှား ပေးမယ်ဆိုတာထက်အဲ့ဒီမှာဖော်ပြပေးထားတဲ့အကြောင်းအရာတွေကိုရှင်းလင်းပေးမှာဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်ဆိုတော့ဥစ္စာပထမရောမခန်းကြီး9အငယ်6ကနေပြီးတော့ခါ73ကိုဖတ်ပြပါမယ်ထိုသူဆိုတော့ဖျားတခင်ဤကတိတော်မတီးဟုငါမဆိုလို့အကြောင်းမူကဧဒရီလာနဲ့ဆက်နွယ်တော်သူအပေါင်းတို့ဒီဧဒရီလာလူမှန်မဟုတ် ထိုနေ့သူအာဗြဟံ၏အမျိုးအနွယ်ဖြစ်သောသူအပေါင်းတို့သည်အာဗြဟံ၏သားမှန်မဟုတ်ဧစေ၌သာတင်၏အမျိုးတည်လိမ့်မည်ဟုပြတိတော်ရှိ၏ထိုကြောင့်စာတိအမျိုးသားတို့သည်ဖျားသခင်၏သားမှန်မဟုတ်ဂတိတော်နှင့်ဆိုင်သောသားတို့သည်အမျိုးအနွယ်မှန်သည်ဟုမှတ်တော်မူ၏ဂတိတော်အချက်ဟူမူကား ယခုမှစ၍ကာလအချိန်စီသောအခါငါလာ၍စာရာဒီတားကိုရလိမ့်မည်ဟု လာတည်းထိုမြမကရေဘက်ကသည်ငါတို့အပါအေးဆက်နဲ့ဆုံးဖက်၍ပဋိတ္တေဆွေယူသောအခါဖျားသခင်ရွေးကောက်တော်မူခြင်းနဲ့ရှင်သောအကြံတော်သည်အကျဉ်းအဖျင်းမတီးခေါ်တော်မူသောသူ၏အလိုတော်အဖျင်းတည်မြဲအကြောင်း တာမဖွာမီထိုတာတို့ဒီကောင်းသောအကျင်းမကောင်းသောအကျင်းကိုမကျင့်မီတာအကြည်ဒီတာအငေ၌ကြုံခံရလိမ့်မည်ဟု မိမအပြာဒိတ်ပြတော်မူ၏ထိုသူနှင့်အညီရာကုတ်ကိုငါချစ်၏အေတော်ကိုမုံ၏ဟုကျမ်းစာလာတည်း ဒါကရောမအခန်းကြီး9အငယ်1ကအငယ်6ကနေပြီးတော့ခါ73ကြားထဲမှာဖော်ပြပေးထားတဲ့အကြောင်းအရာ ဖြစ်ပါတယ်ကျွန်တော်တို့ရောမအခန်းကြီး9အငယ်1ကနေ၅အထိလေးလာကြတဲ့အခါမှာ စင်ပေါ်လူကမိမိရဲ့ဆွေမျိုးရင်းချာဖြစ်တဲ့ဧဒရီလာလူမျိုးတွေရဲ့စိတ်ဝိညာဉ်များအတွက်ဝန်နေခြင်းနဲ့ မချက်မလက်စိတ်ပူပန်ခြင်းရှိတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါရင်မကားပဲအေဒရီလာလူမျိုးတို့ဟာအခြားတပါအမျိုးသားတို့နဲ့နှိုင်းရှင်မယ်ဆိုလို့ရှိရင်ဝိညာဉ်ရေးရဖက်မှာတခင်ခရစ်တို့ကိုယုံကြည်နိုင်ဖို့အတွက်အခွင့်အရေးများစွာရှိတာကိုလည်းပဲ စင်ဘောလူကချပေးထားပါဗျ။အဲဒီလို အခွင့်အရေးများစွာရှိလျက်ပင် မယုံကြည်နိုင်ကြခြင်းအတွက်စင်ပေါ်လူကသူတို့အတွက်ဝန်နေပြီးတော့စိတ်ပူပွန်ရခြင်းဖြစ်ပါတယ်။ဒါနဲ့ဒီနေ့ကျွန်တော်တို့လေ့လာကြမယ့်ယောမအခန်းကြီး9အငယ်6ကနေ73မှာကြတော့ဘုရားသခင်ရဲ့အစိုးပိုင်တော်မူသောချစ်ချင်းမေတ္တာအကြောင်းကိုဆွံ့ွင့်တင်ပြပေးထားတာတွေ့ရပါတယ်။အဲ့ဒီအကြောင်းအရာနဲ့အတူဧဒရီလအမျိုးအနွေနဲ့ဆင့်ွေသူတိုင်းဧဒရီလလူမှန်မဟုတ်ကြကြောင်းနဲ့ เนาะဒီအာဗြဟံရဲ့လူမျိုးအမှန်မဟုတ်ကြောင်းကိုလည်းသူဆင်းပြပေးထားတာတွေ့ရပါတယ်မှန်သောဧဒရေလအမျိုးအနွယ်ဝင်ဆိုတာအာဗြဟံဧဆက်ယာကုပ်တို့၌ထားတဲ့ဂတိတော်နဲ့ဆက်နွယ်ကြသော သူတို့ကိုဆိုလိုခြင်းဖြစ်ကြောင်းကိုလည်းပဲပြောပြထားပါတယ် အသွေးအသားအပြင် အာဗြဟံအမျိုးအနွယ်ဝင်ဖြစ်ယုံနဲ့ဧဒရီလအမျိုးအနွယ်အမှန်ဖြစ်မလာနိုင်ကြပါဘူးဘုရားသခင်ကပေးတဲ့ဂတိတော်ပေါ်မှာတည်တဲ့သူတို့ဒီသာလင်မှန်တော့ဧဒရီလများဖြစ်ကြတယ်သူတို့ဒီသာဘုရားသခင်ရဲ့အမျိုးဘုရားသခင်နဲ့ဆက်ဆိုင်သောသူများ ဖြစ်ကြတယ်ဆိုတော့ကိုစင်ဘောလူကဒီမှာပြောပြနေတာဖြစ်ပါတယ် အစ္စမေလတဟာအာဗြဟံရဲ့တာရင်ဖြစ်ပါတယ်။ဒါပေမဲ့ကတိတော်နဲ့ဆန့်ကျင်မရှိပါဘူး။ဒါကြောင့်သူဟာမှန်သောဧဒရလအမျိုးအနွယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိရတယ်။သူဟာဖခင်အာဗြဟံယုံကြည်တဲ့ဘုရားတခင်ကိုယုံကြည်ခြင်းမရှိခဲ့ပါဘူး။နော်။အစ္စမေလကဖခင်တခင်ကိုဆန့်ကျင်သောအမျိုးအဖြစ်သာ ရှိခဲ့ပါတယ်အေးစဲ၌တာဂတိတော်တည်ခြင်းရှိပါတယ်အေတော်ဟာအာဗြဟံ၏မြစ်အေးစဲရဲ့သားဖြစ်တော်လဲသူဟာဂတိတော်နဲ့ဆက်ဆံခြင်းမရှိတာကြောင့်သူ၏အမျိုးအနွယ်ဟာမှန်သောအေးတရေလအမျိုးအနွယ်ဝင်မဟုတ်ပါဘူးຢາກົກໄນດາ ကတိတော်တည်ခြင်းရှိပါတယ်။ဒါကြောင့်ဘုရားသခင်သည်အာဗြဟံအစ်ဆက်ယာကုပ်တို့ရဲ့ဘုရားသခင်ဖြစ်ကြောင်းဓမ္မကျမ်းစာမှာညွန်ပြလျက်ရှိပြီးတော့အာဗြဟံအစ်စမေလနဲ့အဲတော်တို့ရဲ့ဘုရားသခင် ဖြစ်တယ်လို့ဓမ္မကျမ်းစာမှာဖော်ပြပေးလို့မရှိပါဘူး။ ဘုရားရခင်ရဲ့ဂတိတော်နဲ့ဆိုင်တဲ့အမျိုးအနွယ်ဝင် ဖြစ်နိုင်ဖို့လူရဲ့ရွေးချယ်မှုအပေါ်မှာမတည်ဘဲနဲ့ဘုရားရခင်ရဲ့ရွေးချယ်ပေးခြင်းเนาะဘုရားရခင်အကြံစီတော်အတိုင်းရွေးချယ်ပေးခြင်း၌တာတည်ခြင်းရှိတာကိုလည်းပဲဒီဩဝါဒစာအဖြစ်ကျွန်တော်တို့သိရပါတယ်မှန်တော့ဧတရီလာလူဖြစ်စီဖို့ယံဖျားသခင်က ရွေးချယ်ပေးထားခြင်းဖြစ်ပါတယ်အစိုးပိုင်တဲ့မေတ္တာတော်အပြင်စီရင်ရွေးချယ်ခြင်းဖြစ်ပါတယ်ဘာကြောင့်ဒီလိုရွေးချယ်ရသလဲဆိုလို့ရှိရင်နော်ဘုရားရခင်ဟာမိမိအလိုတော်နဲ့ကြံစီတော်မူသည့်အလိုတော်အတိုင်းရွေးချယ်ခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ် အဲ့ဒါလိုရွေးချယ်ခြင်းပြုနိုင်ဖို့ဘေးအရာကားမှเนาะဘေးပုဂ္ဂိုလ်ကားမှလည်းဘုရားသခင်အပေါ်မှာဖြီအားပေးခြင်းမရှိပါဘူးမိမိကြံစီတော်မူသည့်အလိုတော်ရှိတဲ့အတိုင်းရွေးချယ်ဆုံးဖြတ်ခြင်းဖြစ်ပါတယ်ဒါကြောင့်ရောမအခန်းကြီး9အငယ်73မှာထိုသူနဲ့အညီယာကုပ်ကိုငါချစ်၏အဲတော့ကိုမုံဤဆိုပြီးတော့ ကျမ်းစာ၌လာတာဖြစ်တယ်ဆိုပြီးရှင်ဘောလူကပြောပြထားတာဖြစ်ပါတယ်အေတော်ကိုမုံပြီးတော့ယာကုတ်ကိုချစ်ဖို့ရန်သူတို့ကျင့်တဲ့အကျဉ်းတို့ အပေါ်မှာမူတည်ခြင်းမရှိပါဘူးသူတို့နူဟာ မဖွားမြင်မိကလေးကပင်ဒီအကျဉ်းကိုမြမကျဉ်းချသေးမိကလေးကပင်ဘုရားရခင်ကအဲ့ဒါလိုစီရင်ခိန်ခြင်းဖြစ်ပါတယ် အဲ့လိုထိုးစီရင်ချက်ဟာမိမိရဲ့ထာဝရအနန္တမေတ္တာတို့ကြောင့်ကြံစီတော်မူသည့်အလိုတော်အတိုင်းစီရင်ခြင်းဖြစ်ပါတယ်ထိုမေတ္တာတော်မျိုးကိုအစိုးပိုင်သောမေတ္တာတော်လို့ခေါ်ရတာဖြစ်ပါတယ်ဘုရားရခင်ကယကုတ်ကိုငါချစ်၏ဆိုပြီးမိန်တော်မူခြင်းဟာ အာဗြဟံနဲ့ပြုတဲ့ဂတိတော်ကိုယာကုပ်အားဖြင့်တည်စီမယ်လို့ပြောပြနေခြင်းဖြစ်ပါတယ်။အာဗြဟံအစ်ဆက်ယာကုပ်တို့ဟာဖျားပေးထိုဂတိတော်ကိုယုံကြည်ခြင်းရှိကြပါတယ်။အစ်ရှင်မလနဲ့အဲတော်တို့ဟာအဲ့ဒလိုယုံကြည်ခြင်းမရှိကြဘူး။ထိုသူနှုတ်နှုတ်တို့ဟာဖျားပေးဂတိတော်အပေါ်မှာစိတ်ဝင်စားခြင်းမရှိသလို့ အေးတော့ဟာအေးတရလလူမျိုးတို့မှာအင်မတန်မှကုန်ယူစရာ ဖြစ်စေတဲ့တာဥအရာကိုပင်တန်ဖိုးမထားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အေးတော့ဟာတာဥအရာကိုတန်ဖိုးမထားခဲ့ဘူးအာဗြဟံစီမှာပြီးတဲ့ဂတိတော်ဟာ သခင်ခရစ်တော်အဖင်စုံလင်ခြင်းသို့ရောက်ခဲ့ပါတယ်ဒါကြောင့်သခင်ခရစ်တော်ကိုယုံကြည်သောသူဟာတပါးအမျိုးသားဖြစ်ရတော်လည်းပဲ ဝိညာဉ်ကြီးရမှာကတိတော်နဲ့ဆိုင်တဲ့မှန်သောဣတရီလလူဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူတစ်ပါးအမျိုးသားများ ဖြစ်တဲ့ကလတိလူတို့ကိုစင်ပေါ်လူကအဲ့ဒလိုရည်ပေးထားတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။စင်ပေါ်လူကတစ်ပါးအမျိုးသားဖြစ်တဲ့ယုံကြည်သူကလတိလူတို့ကိုဘလို့ရည်ပေးထားတယ်လဲဆိုလို့ရှိရင်ထိုနေ့သူအာဗြဟံသည်ဖျားသခင်ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင်းမခြင်းကဲ့သို့မှတ်တော်မူ၏ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံဧတဖြစ်သည်ဟု အမှန်သိမှတ်ကြလောဖျားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါအမျိုးသားတို့ကို ဖြောင်းမရ၌တီစီတော်မူမူမီဟုကျမ်းစာသည်ညွှန်မြင်လျက်အာဗြဟံအားအမင်းရှိ၍တင်းအားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုဧဝံဂေလိတရားကိုဟောနှင်လေ၏သူဖြစ်၍ယုံကြည်ခြင်းရှိသော သူတို့သည်ယုံကြည်သောအာဗြဟံနှင့်အတူကောင်းကြီးမင်္ဂလာကိုခံရကြပြီခံရကြ၏ဆိုပြီးတော့စင်ဘောလူကကလတိအခန်းကြီး3အငယ်6နဲ့9မှာရေးပြထားပါတယ် အသွေးအသားအားဖြင့်အာဗြဟံ၏အမျိုးအနွေဝင်တို့ဟာယုံကြည်သော အာဗြဟံနှင့်အတူကောင်းကြီးမင်္ဂလာခံရမယ်ဆိုပြီးရေးပြထားခြင်းမရှိပါဘူးယုံကြည်ခြင်းရှိသောသူတို့ဒီယုံကြည်သော အာဗြဟံနှင့်အတူကောင်းကြီးမင်္ဂလာကိုခံရကြ၏ဆိုပြီးတော့ပဲရေးပြထားတာပါเนาะ ယုံကြည်ခြင်းရှိတော်သူ တို့လို့ပဲပြောပါတယ်အသွေးအသားအပြင်အာဗြဟံအမျိုးအနွေတို့လို့ရေးမထားပြပါဘူးဒီချမ်းစကားကကျွန်တော်တို့ကိုဘာတွင်တင်ပေးနေတယ်လဲဆိုရင်တခင်ယေရှုကိုယုံကြည်တော်သူတို့ဟာမှန်သောဧဒရေလနဲ့အာဗြဟံအမျိုးအနွေအမှန်ဖြစ်ကြတယ်ဆိုတာကိုတွင်တင်ပေးနေတာဖြစ်ဖြစ်တယ်လို့ အသွေးအသားအားဖြင့်အာဗြဟံရဲ့အမျိုးအနွယ်ဝင်မဖြစ်ခြင်းဟာလည်းပဲကျွန်တော်တို့ကိုဘာနဲ့နာဆုံဆုံချင်းမှမရှိစီဘူးအသွေးအသားအားဖြင့်အာဗြဟံရဲ့အမျိုးဖြစ်ခြင်းတည်းလေနေတိအကျူထူများမရှိစီဘူးဆိုတာကိုလေသူကပြောပြနေတာဖြစ်ပါတယ် တခင်ခရစ်တော်ပေါ်ယုံကြည်ခြင်းတည်တာမိမိတို့ကိုအာဗြဟံ၏အမျိုးအနွယ်ဝင်မှန်သောဧဒရေလလူအဖြစ်သို့ရောက်ရှိစေပြီးတော့အာဗြဟံနဲ့အတူကောင်းကြည်မင်္ဂလာကိုခံစားကြရခြင်းဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းရှိပါလျက်နဲ့မိမိကိုယ်ကိုအသွေးအသားအားဖြင့်အာဗြဟံ၏အမျိုးအနွယ်ဝင် မဖြစ်ခြင်းအတွက် အာမလို့အမြဖြစ်เสียမလို့ပါဘူးငါတို့သည်ယုံကြည်ခြင်းအပြင်အာဗြဟံဤသားများဖြစ်ကြပြီတော့ဧဒရီလာလူမှန်မှန်သောစစ်မှန်သောဧဒရီလာဘုရားသခင်၏လူမျိုးတော်များဖြစ်ကြတယ်ဆိုတာကိုစိတ်ချယုံကြည်ဖို့ရန်လိုပါတယ်အသွေးအသားအပြင်အာဗြဟံဧသားဖြစ်ပြီးတော့ အေဒရီလာအနုအမျိုးအနွယ်ဝင် ဖြစ်ခြင်းထက်ယုံကြည်ခြင်းအပြင်အာဗြဟံအသာဖြစ်ပြီးတော့မှန်သောအေဒရီလာလူမျိုးအဝင် ဖြစ်ခြင်းဒီသာလင်တာ၍မွန်မြတ်ခြင်းရှိပါတယ်။ထို့သူအပြင်သာလင်ဘုရားသခင်ရဲ့ရှိမှမြင်နာရခြင်းဖြစ်ပါတယ်။အဲ့လိုဖြစ်ရခြင်းဟာမကြောင်လဲဆိုလို့ရှိရင်အစိုးပိုင်သော ဘုရားရခင်မေတ္တာတော်ကြောင့်သာဖြစ်ပါတယ်။ဘုရားရခင်ကမိမိတို့ကိုရွေးချယ်ခံထားပေးတော်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သောအဖြစ်နော်ကျွန်တော်တို့ဟာမှန်သောဧဒရလလူမျိုးဖြစ်ခြင်းအတွက်ဘုရားသခင်၏နာမတော်သည်ကဘာအဆက်ဆက် မုံကြီးပါစေတော်ဆိုတော့ဒီနေ့ဒီဆင်းလင်းချက်ကိုနားထောင်တော်သူများအပေါ်မှာဖရာသခင် ကောင်းကြီးချပေးပါစေလို့သုတောင်းမြတ်တာပို့သားရင်လည်းဒီဆင်းလင်းချက်ကလေးအချင်းချုပ်ကိုဒီနေ့ပဲညုံချုပ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်